ဗုဒ္ဓသို့မဟုတ်ဉာဏ်လင်းရသူတိုက်ရိုက်အတိပဲအဖြစ်သိသူသို့မဟုတ်노ထလာသူဟုသောအမည်သည်တန်တရာဝဆင်းရဲမှလွမြောက်ရေးဏ္ဍာမကိုရှာဖွေတွေ့ရှိပြီးကဘာတို့ကြင်ညာပေးခဲ့သောအိန္ဒိယပညာရှိကြီးအားပေးအပ်သည့်ဂုံတူးဆောင်အမည်ဖြစ်ပေ၏ထိုဝဆင်းရဲမှလွမြောက်ရေးဏ္ဍာမကိုအနောက်တိုင်းနိုင်ငံများ၌ဗုဒ္ဓဘာသာဟုသောအမည်ဖြင့်တည်ကြ၏သူကို 600ရာစု BC ၌ကပိလဝတ်နေပြည်တော်တွင်တကြနိုင်ငံကို အုပ်စိုးသော ရှင်ဘရင်ဤသားတော်အဖြစ်မွေးဖွားခဲ့၏ကပိလဝတ်နေပြည်တော်သည်အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ခေတ်သစ်နိဘောနိုင်ငံနှင့်နယ်နိမိတ်ချင်းဆက်ဆက်လျက်ရှိ၏သူဤကိုပိုင်အမည်မှာတိတ်တထဖြစ်ပြီးလျှင်သူဤမျိုးနွယ်အမည်မှာဂေါတမဖြစ်၏သူသည်အသက်29နှစ်အရွယ်တွင် မင်းသားဘဝဤခန္ဓာကြီးကျယ်သော စီးစိမ်နှင့်ထီးနှံအယအရာတို့ကိုဆွန့်လွတ်ပြီးလျင်အိမ်ယာမဲ့သည့်ယဟန်ဘဝဖြင့်လှဲ့လေကလက်မမစွာကပင်ဆင်းရဲခြင်းလောကဟု သူတိရှိထားခဲ့သည့်ဆင်းရဲကဘာမှလွမြောက်နိုင်မီနီလန်းကို သူရှာဖွေနေခဲ့၏ဘာသာရေးဆရာအမျိုးမျိုးဤလက်အောက်၌စီးပူးကြင်ကြံခြင်းဖြင့်၎င်း မိမိဘာသာအကျိုးမရှိသည့်ဒုက္ခစရိယာအချင်းဖြင့်၎င်း6နှစ်ကြာအောင်ကြင်ကြံရှာဖွေပြီးသောအခါနောက်ဆုံးဝယ်ယနေ့ဗုဒ္ဓဂါယဟုခေါ်တွင်သည့်ဂယအယက်ရှိဘောဓိပင်ရင်၌မဇ္ဈိမပရိပဒါအကျင့်လန်းစဉ်ကိုသိမြင်တော်မူပြီးလျှင်ပြေဆုံးစွာဉာဏ်အလင်းထွန်းတောက်ခြင်းတမ္မာတံဘောဓိသို့ရောက်ကာဖျားဖြစ်တော်မူသည်ဖျားဖြစ်တော်မူပြီးသည့်နောက်အနေနဲ့အယက်ရက်သို့ကြွချီလျက် တရားဓမ္မကို မနေမနာဟောပြောတုံတင်ပေးတော်မူပြီးတတ်တော်80တို့ရောက်သည့်အခါကဘာသူကဘာသားများအားလုံးဤကောင်းကျိုးချမ်းသာအတွက်ပွင့်ထွန်းပေါ်ပေါက်လာတော်မူသော ထိုအဝိဇ္ဇာကင်းစင်တော်မူသည့်မြတ်စွာဘုရားသည်မာလာမင်းတို့ဤကုတိနာယုံအင်ချင်းတော်၌ပရိနိဗ္ဗာန်ဆန်လွန်တော်မူသည်ဗုဒ္ဓမြတ်စွာသည်နတ်ဘုရားတဆူလည်းမဟုတ်ဘုရားသခင်ဤ တမန်တော်တူလည်းမဟုတ်နတ်ဖျားဝင်စားသော ပုပ်ကိုတူလည်းမဟုတ် သူသည်အထွတ်အထိပ်သို့ရောက်သော လူသားတူသာဖြစ်၏သူသည်မိမိ၏ကိုယ်ပိုင်စွမ်းအားဖြင့်ကိလေသာ အနှောင်အဖွဲ့မှ လုံးဝလွတ်မြောက်လျက်တရားလုံးစုံကို သိမြင်တော်မူသောတပ်ပင်ညူတညံတော်ကို ရရှိတော်မူပြီးကလူနတ်မြမတို့၏အနှိုင်းမဲ့ဆရာတစုဖြစ်လာတော်မူသည် ူသည်ကက်တင်ရှင်တဦးဖြစ်သည်ဆိုခြင်းမှာလူပေါင်းတို့အားမိမိတို့ကိုယ်တိုင်မိမိတို့ကိုကက်တင်ရန်နီလန်းညွန်ပြပေးခြင်းကြောင့်ဖြစ်၏သူကိုယ်တိုင်လျှောက်လန်းခဲ့ပြီးသော အလယ်လန်းအစဉ်တိုင်းခီးဆုံးအောင်အမှန်တကယ်ကြင်ကြံအာထုတ်သွားကြလင်လူပေါင်းတို့သည်တန်တရာဝဆင်းရဲမှအစင်ထွာဝရလွမြောက်နိုင်ကြကြောင်းကို သူညွန်ပြပေးတော်မူခဲ့သည် ုဒ္ဓမြတ်စွာ၌ဉာဏ်ပညာနှင့်အကျဉ်းနာတရားတို့သည်ပြီးပြည့်စုံစွာနှစ်သက်စဖွဲပေါင်းဆက်နေကြ၏ထို့ကြောင့်ဗုဒ္ဓမြတ်စွာသည်တကဘာလုံးကအချိန်အကသတ်မရှိစံထားရမည်ပြီးပြည့်စုံသည့်လူသားအဖြစ်ကိုပုံဖော်ပြပေတော်မူသည်